ဒါကျွန်တော်အခုဟိုနောက်ပိုင်း TikTok account လည်းတုံးတယ်လေ။ဒါ YouTube လည်းနည်းနည်းလေးတော့ပြန်လုပ်ဖို့ရှိတယ်။အဲ့ဒါနဲ့အဲ့လိုဘလော့လေးတွေရိုက်ဖို့စဉ်းစားတာပေါ့။အဓိကတော့အဲ့ဒီ daily ပေါ့နော်။အဲ့လိုလူကြားမှုလေးတွေအဲ့ပြတင်ပေးတဲ့သဘောပါပဲ။အဲ့လို comment ပြန်ဆိုလည်းပြန်ပေးပါတယ်။ပြန်ပေးလဲမဟုတ်ဘူးတဲ့ဘယ်လိုပြောမလဲ။အဲ့ရမဲတဲ့ကနာမည် YouTube ဦးကျော်။ဒါအောက်လို့ပေါ့။ဟုတ်တယ်ဟုတ်တယ်။ဟုတ်ကျေးဇူးပဲနော်။ ဘယ်လိုဖြစ်မလဲတော့ကျော်လဲရေခုံပါတယ်ဟုတ်ဒါပေမဲ့ရှေ့မှာတော့အစမ်းတော့တစ်ခေါက်တော့ကြည့်ပြီးပါပြီဟုတ်ဒါပေမဲ့အချမ်းမကြည့်ရသေးတာပေါ့နော်ဟုတ်ဒီနေ့မှအချောကြည့်ရအောင်ဟုတ်အဲအဲ့ဒါတော့အဓိကဒီကားမှာကိုစမ်းမင်းပါတယ်လေကိုစမ်းမင်းကသင်ပေးတယ်အဲလိုရတဲ့ပုံစံလေးတွေအဲအဲ့ဒါလေးတွေဒီကတော့ကိုစမ်းမင်းအများကြီးသင်ပေးပါပါဟုတ်အဲ့နှစ်စုံတော့ပဲချုပ်ပြီးတော့အဲ့နှစ်စုံနည်းနည်းကားအစားဆုံးပြီးသွားတယ်လေဟုတ်ကဲ့မြန်မာကြီးကလေဒီဘွဲ့နဲ့မှာဟိုတရေလေတရေကဆိုတော့ အဲ့လိုနိုင်စင်းနေလဲပါတယ်အဲကျွန်တော်တို့ဟို၃ကျူဒီပေါ့ရဲရတဲ့ရက်တွေတောင်ရှိတယ်အဲ့လိုမိုးလင်းဒီပေါ့အဲအဲ့လိုရက်တွေတောင်ပါတယ်အဲ့လိုအဲ့တော့တတရပြည့်နေတော့ဖွင့်ကြောင်တဲ့သဘောပေါ့အဲ့လိုအဲ့လိုကောင်းမလေးကချောချောနဲ့ချက်စရာလေးဆိုတော့ဖွင့်ကြောင်ပြီးတော့တရချောမေ့ွာအဲ့လိုအဓိကတော့ကျွန်တော်ပြောလို့ပါတရကပြည့်နေလို့နိုင်စင်းနေများတာတခုပါပဲနောက်တစ်ခုကဒီဝေးရတဲ့ဝေစားတွေပေါ့ဝေစားတွေကအဲ့လို လို့ပြောအောင်နည်းနည်းနေရာထိုင်ရကြစ်ကြက်လို့အဲအဲ့ဒါပဲရှိတာပါကျွန်တော်တော့ဖြူဖြူမရှိပါဘူးသူသူပတ်ချလဲကုန်ကြောက်နေရပဲတရေတရေချင်းလဲကြောက်တယ်အဲလိုလိုအကုန်လုံးကြောက်နေရပဲတရေသာပြောရဲဆိုတာတရေတရောင်းမကြောက်စရာမှမကောင်းတာကြည့်လိုက်ကြည့်ကြည့်လိုက်အကုန်လုံးကလို့တယောက်တစ်မျိုးစီနေပေါ့နော်အဲ့လိုအိမ်ကိုဆွဲပြီးတော့မကြွတဲ့တရေနဲ့ ရရရရနာတွေကိုဆွဲပြီးတော့မကြွတဲ့ဂျပန်တရေနဲ့အဲ့အကုန်လုံးကအဆွဲအဆွဲတွေလေနာယူပြီးတည်တဲ့တရေပါသေးတယ်အဲ့လိုအဲ့ဟုတ်တယ်ဒါကျွန်တော်အခုဟိုနောက်ပိုင်း TikTok account လေးသုံးတယ်လေနောက် YouTube လည်းနည်းနည်းလေးတော့ပြန်လုပ်ဖို့ရှိတယ်အဲ့ဒါနဲ့အဲ့လိုဘလော့လေးတွေရိုက်ဖို့စဉ်းစားတာပေါ့တင်တာဘာတစ်ခါမှလည်းမရပါဘူးအများနဲ့ copy right ကြီးကြီးပြီးတော့အဲ့လိုရိုက်တာပဲဖတ်တင်ပါတယ်အဲ့လို အဓိကတော့အဲ့ဒီ daily ပေါ့နော်အဲ့လိုကြားမှုလေးတွေအဲ့ပြတင်ပေးတဲ့သဘောပါပဲအဲ့လိုတော့မရှိပါဘူးဘယ်ဘယ်တစ်ခါကြားလို့ရှင်တော့ခီးသွားတဲ့ခါမျိုးလေးဆိုတော့ဒီမိသားစုခီးသွားတဲ့ blog လေးတော့ရပ်ရှိပါတယ်ကိုယ်ဒီကောမယုံတဲ့လူကမယုံသေးပါဘူးဟုတ်ဘယ်လိုပြန်ရှင်းရလဲဘယ်လိုရှင်းရမှန်းမသိဘူးအဲ့လို comment ပြန်ဆိုလဲပြန်ပေးပါတယ်ပြန်ပေးလဲမဟုတ်ဘူးတဲ့ဘယ်လိုပြောမလဲ ကျွန်တော်ဘယ်လိုပြောမှမသိတော့ဟုတ်အဟုတ်တယ်လေအကောင့်တို့ရမ်းများလို့ပေါ့အဲအဲ့ဒါကြောင့်မလို့နောက်တစ်ခုကကျွန်တော်အကောင့်ကလည်းအဲဗီဒီယိုလေးရဘာမှသိမရှိဘူးလေငဲသေးတယ်အဲ့တော့ပို့ပြီးအကောင့်နဲ့အတုနဲ့ပို့တူတာပေါ့ဟုတ်ကဲ့အဲ့တော့ပြင်လာတယ်။ဒါမကြခင်ယုံနေပြသားရမှာဖြစ်လို့လာရောအားပေးပါ။ရဲကြီးရပါတယ်လို့ပဲပြောချင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။